အသက်ကြီးတဲ့သူတွေဘာကြောင့်စောစောနှိုးကြတယ်သိလားတရက်တရက်ကိုအချိန်ပိုပြီးနေရအောင်လို့များလားกว่าတော့ဒီတိုင်ရလော်လေးကတော့ဝင်းဆိုင်ဆရာအားနဲ့ဟဲမင်းဝီရဲ့ The Old Man The Sea ဆိုတဲ့စာအုပ်ကိုကျွန်တော်တို့မြန်မာဆိုင်ဆရာ မောင်စုရှင်ဘာသာပြန်ရေးဖွဲ့ထားတဲ့ပင်လယ်ပြာနဲ့တင်္ဂါအူဆိုတဲ့စာအုပ်ထဲကကောင်းထားဖြစ်ပါတယ်ဒီစာအုပ်ကဖတ်ဖို့အညွန့်ခံရဆုံးထဲမှာပါတယ်စာရပုတ်စာရကြောင် လူတိုင်းကြိုက်အောင်ရေးနိုင်ဖို့မလွယ်တော့ပါဘူး။အားနဲ့ဟဲမင်းဝေရဲ့ရေးဟန်တွေကသတင်းစောင်းပါးတွေကိုပြတ်တောင်းပြတ်တောင်းနဲ့စာဘက်သူရဲ့စိတ်ထဲကိုဆွဲဆောင်ပါတယ်။အားနဲ့ဟဲမင်းဝေရဲ့စာရေးရာမှာလိုက်နာခဲ့တဲ့ဩဝါဒကတော့ဇလန်းကိုတင်ပြတဲ့နေရာမှာအဋိဋ္ဌံကြကြစင်စင်ကြဲကြဲရေးတဲ့နီးဟာအကောင်းဆုံးပဲ။ဖွဲကလွဲကနဲ့စာဘက်သူကိုလက်ပတ်ပြီးရေးနေတာဟာအဓိပ္ပာယ်မရှိဘူး။စိတ်ထဲပေါ်လာသမျှကိုအစီအစဉ်မဲ့ရေးတဲ့နီးဟာလည်းလက်ကားပဲလို့ဆိုပါတယ်။ အသက်အရွယ်ရလူအတိုင်းပိုင်းကဖယ်ကျင်တဲ့ဒဏ်ကိုခံရတဲ့အဖိုးအိုရဲ့ဇလန်းလေးပေါ့အသက်ကြီးနေမှမပျက်စီးသေးတဲ့အဖိုးကသူ့ကိုအထင်သိနေတဲ့ရွာသားတွေကိုတခုခုလှုပ်ပြလိုက်ခြင်းလေလူရဝင်ခြင်းနဲ့စိတ်လေးစားခံခြင်းနဲ့စိတ်မျိုးပေါ့ငါးကြီးကြီးကိုဖမ်းပြလိုက်အောင်ဟဲ့ဆိုပြီးတင်းထားတာရက်ဒီလာတွေကြာခဲ့ပြီသူနာမှာသူ့ကိုလေးစားပြီးဂယူးဆိုင်တာဆိုလို့မနိုလင်ဆိုတဲ့ကောင်လေးတယောက်ပဲရှိတယ် သူ့အခက်ခဲကြုံတဲ့အခါတန်တောင်းမိတာကတော့သူ့ကိုလေးစားပြီးချစ်ခင်နားထဲပေးတဲ့မနိုလင်ဘူးပဲမေတ္တာတရားကပေးတိုင်းပြတ်မရဘူးဆိုတာရေလို့တော့မရှိဘူးထင်ပါရဲ့အဖိုးဟောကငယ်စဉ်တုန်းကခြေသူတော့မဟုတ်ဘူးနှစ်ရက်ကြာလမောင်းလဲပြိုင်တာကိုအနိုင်ယူခဲ့တယ်သူငယ်စဉ်ကခွင်အားတွေကိုငါးကြီးနဲ့သူတပြန်ကိုတပြန်အားပြိုင်ခဲ့စင်မှာညှစ်ထုတ်ခဲ့တယ် အပြောကျင်တဲ့ပင်လေကြီးကတည်ခြင်းတရားကိုတော့မမှုတော့တော့အောင်သူ့အတွက်ဘာတွေကအရေးပါနေတယ်အသက်ရှင်ဖို့တော့မတည်ကြတဲ့အခြေအနေမှာအရှုံးမပေးလက်မလျှော့ပဲတိတ်ခါအတွက်ပန်းလိုက်အတွက်စက်ကြိုးစားရမလားတခုခုစဉ်းစားမိတာကဝါရစ်တငါတူအနေနဲ့မဖမ်းခင်ဖမ်းနေစဉ်နဲ့ဖမ်းပြီးအချက်တွေကိုထဲမတွက်ခဲ့ဘူးလားဒီလိုဆက်လို့ရင်ဒုက္ခရောက်မယ့်အပြင်အသက်ပါဆုံးရှုံးနိုင်တာကိုသိရတဲ့တော့နောက်ဆုတ်ဖို့မတွေးခဲ့ မပြောခဲ့မကြံစီခဲ့တဲ့အဖိုးအိုရဲ့လယ်လယ်နဲ့အရှုံးမပေးတဲ့စိတ်ကြကူတော့လေးသားမိပါတယ်။နားမရရင်နေပါသေး။ရေချိုးတော့မပြန်ဘူး။အယိုးရရခေါင်းရရတည်တာမယ်။သူ့တိတ်ခါကိုလာတီပွားတဲ့ငမန်းကြီးတွေကိုသူတို့ကြက်စားတဲ့ပိုင်နဲ့တွေပါ။ရရလက်နဲ့နဲ့ရှင်းချခဲ့တဲ့အဖိုးအိုရဲ့တတိကတော့တကယ်ကိုအဖွေပါပဲ။ငမန်းတွေကတကောင်မဟုတ်ပဲဆယ်ကောင်လောက်ကိုမိန်ကုံကြီးမိန်ကုံကြီး ဒါဓာကျိုးရင်ဒုတ်ဒုတ်ကျိုးရင်တက် တက်ကျိုးရင်လက်မဲ့ထိုးမယ်လက်နဲ့ထိုးမယ်အာကအဖိုးပါပဲအဖိုးကအရွယ်နဲ့စာရင်စိတ်ကပူနုပြိုနေခဲ့တယ်ဒီဇလန်လေးကတကယ်ဖြစ်ပျက်ခဲ့ပြီးဒီဇလန်လေးကိုဖတ်လိုက်ရတဲ့စာရေးဆရာဟဲမင်းဝေရဲ့စိတ်ဝိညာဉ်ကိုကာလအတန်ကြာဖန်ဆားသွားခဲ့တဲ့နောက်မှာကနဝင်လက်ရာတစ်ခုကို အမိအယချပြခဲ့ပါတယ် တကယ်ဇလန်နဲ့ဒီဆောင်ကဇလန်ရဲ့ကွာခြားချက်ကတော့ဒီဆောင်ထဲကအဖိုးအိုစန်တီယာဂိုကတော့ကယ်ဆယ်ရေးသမားတွေပင်လယ်နဲ့ကြီးထဲမှာ သူ့ကို လာခဲ့ရင်တောင်ငိုနေမဲ့သူမျိုးမဟုတ်တာတော့တေချာပေါက်ပြောရပါတယ်။စာရေးဆရာရော အဖိုးအိုရောကစာဖတ်သူကိုကြောက်စရာလမ်းစရာတွေကိုကြောက်စရာလမ်းစရာရေလို့မမြင်အောင် သူတို့တတိခွင့်အားတွေကူးဆက်စေပါတယ်။ပင်လယ်ပြင်ကြီးမှာ အဖော်မဲ့နေတဲ့အခိုက်အတန့် တကူရဲ့ပြောစကားတွေကအဖိုးဝေရဲ့မန်ကိုခံရစေပါတယ်ကျွန်တော်တို့ဘဝတွေမှာတခုခုကိုလုံးမယ်ဆိုအစအလဲအဆုံးကြံ့ခံနေဖို့လိုပါပဲရဲရိုင်မသွားပဲကြုံတော်သမျှကိုရင်ဆိုင်သွားရမယ်ဗျကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်းကိုနှစ်တည်လာရည်နဲ့ကြီးကြံစီတင့်ကြံစီရမှာ ဖြစ်တယ်လို့အခွင့်အရေးပေါ်လာရင်အယိုးကြည့်ကြည့်အရေးခံခံတွေးဝေမနေပဲလုံးလိုက်ဖို့စာရေးသူကအဖိုးအိုကတဆင့်ပြောပြခဲ့တယ် လေးလံလုံးလုံးလွတ်ချခြင်းနေပြီလားရေမှန်းချက်မပြေမချင်းအသက်သေးခြင်းတည်ပါသေးတော့အဆုံးထိဘဝတိုက်ပွဲဝင်ရမှာပဲကိုမဆွမ်းနိုင်တော့ဘူးလားစိတ်ကအဓိကပဲကိုရေမှန်းချက်ကဘာလဲဆိုတာရှင်းရှင်းလင်းလင်းမြင်နေပါသေးတယ်လေဘဝမှာငမန်းလိုအနှောက်ယှက်ပြီးကြုံလာတဲ့အခါအဆုံးထိဖယ်ရှားပြရမယ်ဘယ်လိုမှမဖြစ်နိုင်တော့ဘူးဆိုရင်ရောအဖိုးကတော့တိတ်ခါရှိရှိရေကုန်ရေခန့်စူးစမ်းခဲ့တဲ့အတွက် ်ဒေါရရနေမှာမဟုတ်ဘူးဒါပေမဲ့သူရှောက်ခဲ့တဲ့လမ်းသူရှောက်မဲ့ပန်းတိုင်းနဲ့ပတ်သက်လို့တေချာအချိန်ပေးမတွက်ချက်ခဲ့တာဘူးတော့နောင်တမကင်းတဲ့ပုံပါပဲစာရေးသူတို့လည်းဒီဆောင်လေးကိုသဘောကျတယ်ဆိုရင်တော့စာစာရေးဆရာမောင်စုရှင်ဘာသာပြန်ရေးဖွဲ့ထားတဲ့ပင်လယ်ပြားနဲ့တန်ငါအိုးဆိုတဲ့ဆောင်လေးကိုဝယ်ယူဖတ်ရှုအားပေးလိုက်ပါဒီဆောင်လေးကလူငယ်တွေလူရွယ်တွေတကြီးတွေ အရွယ်သုံးပေါင်း၍ဖတ်ရှုသင့်တဲ့စာအုပ်ပြီးရင်အင်္ဂလိပ်စာလေ့လာနေတဲ့သူတွေလည်းဒီစာအုပ်က နှစ်ဘာသာမြန်မာအင်္ဂလိပ်နှစ်ဘာသာနဲ့ရေးဖွဲ့ထားတဲ့အတွက်လေ့လာဖတ်ရှုလို့ကောင်းတဲ့စာအုပ်တော်ကို recommend ပေးပါရစေ။အဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။